မျက်ရည်တွေဝဲပြီးတော့ပြောထားတဲ့အမရဲ့ပြောစကားတွေကတော်တော်လေးကိုစိတ်ဝင်စားဖို့လည်းကောင်းသလိုကျွန်တော်တို့ကြည့်ရှုနေကြတဲ့ viewer တွေအတွက်လည်းတနည်းမဟုတ်တနည်းနဲ့တော့ဘူးဒရာရရှိမယ်လို့ကျွန်တော်ယူကြည့်ရတဲ့ video လေးကို reaction လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ်ဆိုတော့အမဘာတွေပြောထားလဲအတူကြည့်မယ်ပြီးကျွန်တော်ပြန်ပြီးတော့ reaction လေးလုပ်ပေးပါမယ်ဆိုတော့ကြည့်လိုက်အောင်တရားလေတရားနဲ့တရားနဲ့ဝစ်ကြွေးရှိလို့တွေးကြတာတဲ့အဲ့ဒီဝစ်ကြွေးရှိလို့တွေးကြတဲ့နေရာမှာမိဘဝစ်ကြွေးရှိတဲ့သူကပိုဆိုရင်ကျွန်မဆိုရင်မိဘဝစ်ကြွေးကြီးတာပေါ့နော်ကျွန်မမိဘပေါ်မှာအရန်ကောင်းတယ် တလောက်330ထောက်ပံ့နေတော့မိမတွေနေဖို့ကွန်ဒိုဝယ်ပေးထားတဲ့အိမ်ပေါ် driver ထားတယ်။ဒါပေမဲ့ကျမအမေကလေသူကလေကျမကိုဆိုလေနမဲနဲ့စပြောတယ်ဆဲတယ်ဆိုတယ်အကြောင်းရင်းမရှိဘဲနဲ့ပြဿနာရှာတယ်ပြီးစကားလေးနည်းနည်းလေးတော့အဲ့လိုအတိမ်ဆောင်မခံအဲ့လိုအတိမ်ဆောင်ခံွားတာနဲ့အဲ့လိုမျိုးပေါ့နော်ဟိုမမက်ရိုင်းရိုင်းပြောတယ်ပေါ့နော် မအရင်တော့ဆိုရင်အရင်စိတ်တူတယ်ခါကျနေနေငါနေတော့ကျွန်မပြောမိတယ်ပေါ့နော်အရင်ကိုဘဝမှာမကြုံဘူးကျွန်မကိုအလောက်ကြီးတိနာကျင်အောင်ပြောဆိုတက်တဲ့လူမျိုးပေါ့နော်စိတ်မကောင်းလဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါပေမဲ့ကျမကျမအကိစားတွေကျမကိုးကွယ်တဲ့ဆရာတော်တွေကိုကျမငဲလေးရှောက်တယ်ဆရာတော်တွေကပြောတာတမီးတဲ့အဲ့ဒါဝစ်ကြွေးပါလာလို့တမီးအတိတ်ဘဝက ဈေးဆိုရင်ကွာကျမအဲ့လောက်နာကျင်အောင်လှုပ်လိုက်ရင်ကျမသူ့ကိုဆုပ်ပြလိုက်လို့ရတယ်ဘလို့လိုက်လို့ရတယ်ကျမဘဝတွေကထုတ်လိုက်လို့ရတယ်ဒါပေမဲ့မိဘဆိုတော့ထုတ်လို့ ချို့သူတွေကအလိုမိဘဝစ်ချွေပါတဲ့သူတွေရှိတယ်เนาะတာသမီဝစ်ချွေပါတဲ့သူတွေဆိုမိဘအရန်ကောင်းပြီးတာသမီကမတိတတ်ဘူးမိဘအမြဲတမ်းအရှက်ကွဲကျုံနဲ့ဖြစ်အောင်လုပ်ပြီးအရန်ဆိုးသွင်းတဲ့တာသမီတွေရှိတယ်အဲ့ဒါတာသမီဝစ်ချွေပါတာဒါပေမဲ့မိဘကဒီလိုစွန့်ပြစ်လို့မရအောင်အဲ့တော့မိဘဝစ်ချွေပါတာတာသမီဝစ်ချွေပါတာဆွေမျိုးဝစ်ချွေပါတာအဲ့ဒါလေနောက်ယောက်ျားဝစ်ချွေပါတာတွေပေါ့နော်အဲ့ဒီဝစ်ချွေတွေရတယ် တော်တော်ခံရခက်တယ်ဒါမှယောက်ျားဝိကျွေးဆိုရင်တော့ကွာဒီယောက်ျားကိုကွာလိုက်လို့ရသေးတယ်မိသားစုဝိကျွေးဆိုဒီမိသားစုဆွန့်လွတ်လိုက်လို့ရတယ်တာသမီဝိကျွေးနဲ့မိဘဝိကျွေးပါရင်ဘယ်မှရှောင်ရဲလို့မရကျမကိုယ်ကိုယ်ဆရာလူလူကျမအမြဲတမ်းရှောက်တယ်ကျမမပြောတဲ့စကားတွေလည်းကျမအမေကကျမပြောပါတယ်လို့ကြားပြီးတော့သူကအမြင်နဲ့ကျမကိုအမြင်မချင်ဘူးပေါ့နော်ကျမလည်းစဉ်းစားတယ် အားလေးဒီလောက်ကောင်းအောင်လုပ်ပေးထားတာဘာကြောင့်လဲလို့ညီမကျမကိုယ်ဝင်နေဆရာလို့ကျမရှောက်တော့ဖုန်းဖုန်းတွေကဒကမားတဲ့ဒကမားမိမဝှစ်ချွေးပါလာတာတဲ့အဲ့တော့ဒီဘဝမှာဒကမားကြေအောင်ဆက်လိုက်တဲ့သူဘာပြုတ်ပြော့ဘလောက်ဆူဆူဘလောက်ဆဲဆဲကိုအသားနာအောင်ဘလောက်ကျမဆိုရင်အခုချိန်ဒီပါနာရိုက်ခံနေရအောင်ဘာမှမလုပ်ဘဲနဲ့ဟိုလေတော့အဲ့လိုပြောမှဆို ူစိတ်မချရတယ်အဲ့လိုကျမအောင်လေအဲ့လိုမျိုးလူချားလေးလည်းမရှိအောင်သူချားလည်းမရှိအောင်အဲ့လိုတော့ငငယ်တော့ဆိုရင်ကိုယ်ဆိုရကျမငငယ်လေးရအရွယ်မရောက်ခင်လေနှိမ့်ဆက်ခံရတဲ့နေမှာပါတယ်မိဘနှိမ့်ဆက်ခံထားရတဲ့နေမှာပါတယ်ပေါ့နော်နှိမ့်ဆက်ခံရတဲ့သားသမီးတွေမှာပါတယ်ဒါပေမဲ့ဖုံးဖုံးနေရပျော်ရတာဖုံးဖုံးနေကိုယ်ရှောက်တော့ဖုံးနေဒီဘဝမှာကြင်အောင်ဆက်လိုက်ပါအဲ့မိဘဝတ်ချွေပါတာပေါ့နော်အဲ့ဒါလာပြော Okay ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะ တကယ်ကိုပဲအမပြောသွားတဲ့အကြောင်းအရာလေးတွေနားထောင်ပြီးတော့အတူတော်လည်းစိတ်ဝင်ကောင်းဖြစ်မိတယ်ပြီးတော့ဒီလိုမျိုးဖြစ်စဉ်တွေကိုယ့်ရဲ့ဒီပတ်ဝန်းကျင်မှာများစွာရှိရဆိုတာလည်းကျွန်တော်နားလည်ထားတယ်နော်အဲ့ဒီမပြောခင်မှာအရင်ဆုံးကျွန်တော်ကြည့်ရှုနေကြပြရတဲ့အတွက်လည်းကျွန်တော်တောင်းပန်ချင်ပါတယ်အဓိကဝစ်စာပေါ့နော်ဝစ်စာပိုင်းဆိုင်ရာလေးနည်းလေးသိခံပေးပါဘာကြောင့်လဲဆိုတော့အရန်ဒါတီးဦးက ပူအိုက်နေဘလို့မကိုအင်ကြီးကအပြည့်စုံဝစ်လို့အစင်ဦးမပြေဘူးเนาะအားကြောင့်လဲဒီနေ့ဒီလိုမျိုးလေးနဲ့ဝစ်ပြီးတော့ reaction လုပ်လိုက်တာအဲမလေးစားလို့ဖြစ်ရင် sorry ပါလို့ကျွန်တော်အနေနဲ့အရင်ဆုံးတောင်းပန်ချင်ပါတယ် Okay ဆိုတော့တော့ဒီ video လေးမှာဘာပဲဖြစ်ဖြစ်သင်ခန်းစာတွေလည်းအများကြီးရတယ်ဗောနော်သင်ခန်းစာတွေအများကြီးရတယ်ဆိုတော့အခြားတော့မဟုတ်ဘူးအဲဒီလိုမျိုးတော့ဒီအမလိုမျိုးခံစားနေရတဲ့ကျွန်တော်ရရှိနေကြတဲ့ viewer တွေထဲမှာလည်းရှိကောင်းရှိနေနိုင်တယ်เนาะအဲ့ဒီအတွက်သူတို့အတွက်ကြီးရပါတယ်အဓိကတော့ဒီ reaction လေးอ่ะ အဲကျွန်တော်ကိုယ်တိုင်လည်းအဲဒီသူ့ရဲ့နေရာမှာဝင်ခန်းစားပြီးလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လူတိုင်းကပြောမယ်ဆိုရင်ကျွန်တော်တို့ကောင်းနေပြီပဲမျောလင်းကြတယ်အကောင်းနေပြီပဲလူချင်းကြတယ်ဒါလူတိုင်းရဲ့သဘာဝပဲ။သို့တော်လည်းပဲလောကရဲ့တခါတည်းရန်ကြရင်ကျွန်တော်တို့မျောလင်းထားတော့မလွယ်ဘူးလေနော်။ကျွန်တော်လူချင်းတာကအချိုလူချင်းပဲသူကအခါပေးပေးနေတဲ့တာမျိုး။ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုအချိုပဲပေးပေးအခါပဲပေးပေးကျွန်တော်တို့ဘဝကြီးကပြောမယ်ဆိုရင်တကယ်ကို very short ပေါ့နော်။အရန်ကိုတူတောင်းနေအချိန်ကာလလေးကမနဲ့မိုးလင်းလိုက်မိုးချုပ်သွားလိုက်နေတင်းတင်းနေပြောမယ်ဆိုအချိန်ကြီးက လို့ဂုံလို့ဂုံမဲမသိဘူးသို့တော်လည်းပဲအဲ့ဒီတူတောင်းလာတဲ့တနေ့တာအချိန်လေးအတော်တွင်းမှာလူတိုင်းကတော့ပြောမယ်ဆိုစိတ်ချမ်းသာခြင်းနဲ့ဗျာလူဖြစ်တဲ့အချိန်လေးမှာအဲ့လိုစိတ်ချမ်းသာမှုတွေတဲမှာမှအဲဒီမှပြောသွားတဲ့အကြောင်းအရာတွေမှာဆိုရင်မိဘရဲ့ဝိကျွေးလို့သူကသုံးလုံးသွားတယ်ဆိုလိုတာသူများတကာတွေကပြောမယ်ဆိုမိဘရဲ့အရေးအာဝါတောက်အောက်မှာနေရတာအရန်ကိုအေးချမ်းတယ်အရန်ကိုနှွေးထွေးတယ်เนาะမိဘအိမ်ကိုပြန်ရောက်သွားရင်မိဘနဲ့အတူရှိနေရင်အရန်ကိုနှွေးထွေးအရန်ကိုအေးချမ်းတယ်ဒါပေမဲ့ဒီမှာကျတော့ဆန့်ကျင်ဘက်เนาะဆန့်ကျင်ဘက်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ မိဘနဲ့သူတူနေတဲ့အခါမှာဒီလိုမျိုးအဲနှိမ့်ဆက်ခံရတာတွေရှိတယ်သူဘာပဲလှုပ်လှုပ်သူဘလောက်ပဲကောင်းပေကောင်းပေမိဘနဲ့ဖြစ်တဲ့သူတွေကသူ့ပုံမှာနားလည်မှုမရှိတဲ့ပုံစံမျိုးအဲအမကတော့သူ့ရဲ့ခံစားချက်တွေရင်ဖွင့်ထားတယ်အဲအဲ့တော့လည်းတကယ်ကိုစိတ်မကောင်းပါဘူးအမဘက်ကနေကျွန်တော်လည်းတွေးပြလို့ရပါတယ်လက်ရှိဗီဒီယိုထဲမှာအမပြောသွားသလိုပဲအဲဒါကမိဘဝစ်ကြွေးဆိုတဲ့နေရာမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တခုစဉ်းစားတာလေကျွန်တော်တို့ကဝစ်ကြွေးဆိုပြီးတော့လေနော်အရာရာကိုဒါကအရှိဘဝက အဲကုသကံဒီကြောင့်ဒီဘဝမှာဒီလိုမျိုးပြန်ပြီးဆက်တယ်ဆိုပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာเนาะอยู่ยะบ่เนาะဒီလိုမျိုးတွေအဲကျွန်တော်တို့ကံကံကြီးအကျိုးတွေဒီလိုမျိုးပြန်ပြီးတော့ကိုယ့်ရဲ့မကောင်းတဲ့တိတ်ဘဝကံကြောင့်ဒီဘဝမှာပြန်ပြီးဆက်တယ်ဆိုတာလေကျွန်တော်လက်ခံတယ်ဒါပေမဲ့လည်းလက်ရှိကျွန်တော်ဒီကိုယ့်ရဲ့ဒီလက်ရှိဘဝမှာကျွန်တော်ဒီဟာကို ဖိတ်ကံတော့အထိတ်ကံမို့လေသို့တော်လည်းပဲဘလို့ပြည်လေအောင်ကျွန်တော်တို့နေထိုင်မလဲဘလို့ပြည်လေအောင်ဒီကိစ္စကိုဖြေရှင်းမလဲဆိုတာလေဘာဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဟာကိုလည်းစဉ်းစားဖို့လိုအပ်တယ်လို့ကျွန်တော်နေနဲ့အကြံပေးခြင်း ਨੇ ဆိုတော့ဒီဖြစ်စင်မှာဆိုရင်အမဆိုလည်းဒီတိုင်းပဲအထူးထူးနေရင်ဒီလိုကိစ္စတွေဖြစ်နေတယ်ဆိုရင်ကျွန်တော်ခွဲခွာနေဖို့လိုအပ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့တစ်ခါတည်းရမှာလေအထူးထူးနေတာထက်အဝေးမှာနေလိုက်တာကပို့ပြီးတော့ကောင်းပြီးတော့ပို့ပြီးတော့ချစ်တတ်ကြတယ်ပူလိုက်ရင်ပြောရမှာချစ်တော့ဦးတည်လား အချစ်ဆိုတာကိုတန်ဖိုးပေါ့နော်အဓိကတန်ဖိုးပေါ့အတူတူရှိနေခြင်းရဲ့တန်ဖိုးကိုတယောက်ကသိပြီနဲ့တယောက်ကမသိရင်လည်းအဆင်မပြေဘူးနှစ်ယောက်လုံးသိမှပဲအဆင်ပြေတာမျိုးလေနော်အဲ့တော့ခွဲနေလိုက်တဲ့အခါကျတော့ဝေးကွာွားတော့မှတခါတရံကြရင်လူတရလူတယောက်ရဲ့တန်ဖိုးနားလေတက်တယ်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်အကြံပေးချင်တာပထမအောင်ဆုံးအနေနဲ့ဆိုရင်နော်အရင်ဆုံးခွဲခွာနေပြီးတော့မှအဝေးကနေပဲနော်ကိုစပိုးရင်းလုံးနိုင်တာကိုစပိုးရင်းလုံးမယ်အပြင်ကိုမြစ်တာပေးပေါ့နော်နောက်တစ်ချက်ကမြစ်တာပေးရမယ်ကိုညာတိုင်းအိတ်တဲ့အခါမှာဒါ ကိုယ့်ရဲ့မိမိပေါ့ကိုကတော့အိမ်မဲကိုယ့်မိမိပေါ့မြစ်တာတွေနဲ့ကိုယ့်ရဲ့ခန်းစားချက်ထဲကနေတကယ်ကိုနှစ်နှစ်ကာကာနဲ့မြစ်တာတွေပြီးနေမယ်ဆိုရင်မြစ်တာတရားရဲ့အဲဘယ်လိုပြောအာနိသင်တကူတော့ကျွန်တော်ယုံကြည်ရပြလူတယောက်ကိုကိုကမြစ်တာပြီးတယ်လူတယောက်ကိုကိုကချစ်မြတ်နိုးရဲဆိုရင်အဲ့ဒီလူကြီးကနေဘယ်လိုပြောလဲ positive vibe တွေကျွန်တော်ပြန်ပြီးတော့ positive weight တွေပြန်ရတယ်ဒါကကျွန်တော်ကပြောမယ်ဆိုရင်တော့ကျွန်တော်ခံယူထားတဲ့ အဲအကြောင်းအရာလေးတစ်ခုပါမေတ္တာရဲ့တကူမေတ္တာရဲ့ weight ကိုတော့ကျွန်တော်ယုံကြည်တယ်အားကြောင့်မလို့ဒီကကြည့်ရှုနေကြကျွန်တော်ရဲ့ viewer တွေအနေနဲ့လည်းအကယ်၍မြတ်ဒီအမလိုမျိုးကိုယ့်ရဲ့မိမိဘနဲ့ပဲဖြစ်စေအဲကိုယ့်ရဲ့ချစ်သူနဲ့ပဲဖြစ်စေတခြားသောမိသူတဦးတယောက်နဲ့ပဲဖြစ်စေပေါ့နော်ဒီလိုမျိုးကိုယ့်ဘက်ကပေးပေမဲ့မရဘူးဆိုရင်အတတ်နိုင်ဆုံး ကိုယ့်ရဲ့စေတနာကိုယ့်ရဲ့မေတ္တာကိုပဲဖြူစင်အောင်ထားပြီးတော့အမြတ်တာဝိတ်ကလေးတွေလွှင့်ပေးပါလို့ပဲအနေနဲ့အချမ်းပြူပြောကြားရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဗမာမျက်ချက်ပေးခြင်းလဲမျက်ချက်ပေးခြင်းတာရှိကိုမရေးသားကြပါဘာစတော့ဒီစနေမြန်ကြီးရှုအားပေးနေကြတဲ့ဖြူကဒုတိယအစီအစဉ်အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံးညီမယ်ပြ See you next video